အားသာဝါနာရှင်ညီအစ်ကိုမများလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လာ၁ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် YouTube ကနေရော Facebook ကနေရောကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ကဲပထမဆုံးတင်းတပုတ်ကိုတော့အားလုံးမျှော်လင့်ဆောင်သားနေခဲ့တဲ့ Benjamin Sesko တင်းထူးခြားဖြစ်စဉ်တွေနဲ့ပဲစလိုက်အောင်လောလောဆယ်အာဆင်နယ်နဲ့ Benjamin Sesko ကြားထဲမှာဆွေးနွေးမှုတွေကတော့ရှေ့တော့အရန်မရောက်သေးဘူးဒါပေမဲ့ဒီပြိုင်ပွဲတွေကိုဝင်လာတဲ့နောက်ထပ် Premier League ကလပ်အသင်းတစ်သင်းရှိတယ်အဲ့ဒါက မန်ချက်စတာယူနိုက်တက်အာဆင်နယ်ထက်ဆိုင်မန်ချက်စတာယူနိုက်တက်မှာတိုက်စစ်မှုတွေရှိတယ်ဒါပေမဲ့သူတို့ရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ဂျိုရှုအာဇက်စီနဲ့ဟော်လွန်တို့ကသူတို့အနေနဲ့လုံလောက်တဲ့တိုက်စစ်အစုဖွဲ့မဟုတ်ဘူးလို့ယူဆထားတာဖြစ်တဲ့အတွက်အယောင်စင်းတင်မိုးထီပါလုံနေတယ်အဲ့တော့ United တို့အနေနဲ့ကဒီကစားသမားကိုသူတို့အမှန်တကယ်ခေါ်ချင်တယ်အဲ့အတွက်လည်းသူတို့မှာငွေကြေးပိုင်းဆိုင်ရာထက်ဆိုင်အာဆင်နယ်ထက်ပါတဲ့အချက်တစ်ချက်သူတို့မှာရှိရဆိုပြီးတော့သတင်းထောက်တချို့ကတော့ဖော်ပြထားတယ် ။တင်းတော့ Christian Four ရဲ့ဖော်ပြထားချက်ရမှာဆိုတော့ United တို့ရဲ့ဒီ Director of Professional Football and Scout ဆိုတဲ့ယာတူကိုတာဝန်ထမ်းဆောင်နေခဲ့တဲ့ Christopher Bieber ကတချိန်လုံးက Liverpool တို့ဒီ Revue Sever တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးတာဖြစ်တဲ့အတွက်အဲ့ဒီအဆက်အသွယ်တွေနဲ့ချိတ်ဆက်မယ်ဆိုရင် United ကအခြားသိနေဆိုင်ဒီကစားမခုံရမှာအားသာချက်ရနိုင်တယ်ဆိုပြီးသူတို့က ဖော်ပြထားတယ်ဗောလေအတဖက်မှာလည်းငွေကြေးပိုင်းဆိုင်ရာရဆိုယူနိုက်တက်ကိုလက်ရှိချိန်မှာဘန်နာယေးပိုင်းဆိုင်ရာအားနည်းနေတာမှတ်ပြီးမဲ့သူတို့ရဲ့တက်စစ်ဇောင်းကစားမကြီးဖြစ်တဲ့ဂါနာချိုအန်တိုနီရက်ဖို့အဲ့လိုမျိုးငွေအလုံးရင်းနဲ့ပြောင်းဝင်လာနိုင်တဲ့ကစားသမားကြီးရှိရဲ့နောက်ဆုံးအခုဘရူနိုဖာနန်ဒက်လိုကစားသမားမျိုးဗောလေအဲ့လိုကစားသမားကြီးရောင်းချပြီးတော့တက်စစ်ပိုင်းကိုသူတို့တကယ်ကောင်းပြီဆိုတဲ့ကစားသမားကြီးဝယ်နိုင်တဲ့ဘတ်ဂျက်လည်းပြန်ပြီးဖြစ်လာနိုင်တယ်တဖက်မှာလည်းကစားသမားနဲ့ဆက်ဆိုင်ကောင်းနေကလပ်တင်းနဲ့ဆက်ဆိုင်ကောင်းနေရှိခဲ့မှုတဲ့ဒီ ကင်းထောက်အကြီးကဲဘာညာနဲ့သူတို့ချိတ်ဆက်မယ်ဆိုတော့အဆင်ပြေသွားနိုင်ပါလေ။ဒါပေမဲ့လက်ရှိချိန်မှာတခုတည်းသောအမှန်တရားသည်ဘန်ဂျမင်ဆက်စကွန်နဲ့ပတ်သက်ပြီးလိုလိုချင်တဲ့ထဲထဲဝင်ဆွေးနွေးနေတာအာဆင်နဲ့တသိမ်းပဲရှိတယ်။ချယ်ဆီကအရင်တော့ဒီသားမောက်လိုချင်ခဲ့တဲ့အာဆင်နဲ့ပြိုင်ကမ်းလှမ်းဖို့အထိပြင်ဆင်ခဲ့ရင်လည်းသူတို့ကလီယန်တလက်ကိုရောက်သွားပြီးနောက်ပိုင်းမှာသူတို့ထောက်ဝယ်မဲ့တိုက်စစ်ကစားမှသည်သူတို့ရှင်းဆွဲအစုဖွဲ့တဲ့ရောင်းချိုက်မှာပဲထောက်ဝယ်ဖို့များနေတဲ့အတွက်လက်ရှိချိန်မှာ United ဒီပြိုင်ပွဲတွေဝင်လာဆိုပေမဲ့အာဆင်နဲ့ကတော့ဆွေးနွေးမှုတွေရှိရောက်နေတယ်ပြောလို့ရတယ်။ဒီနေ့မှအာဆင်နဲ့ကလည်းဆက်စကွန်နဲ့ဆွေးနွေးနေတယ် ဆိုတော့ဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင် UO အဖြစ်ဆိုရင်တန်း80ရှိတယ်။ပေါင်အဖြစ်ဆိုရင်69.4တန်းရှိတယ်။ဒီပမာဏကိုလိုချင်တဲ့သိနေရပေးချရမယ်။အခုအာဆင်နယ်အဓိကညှိနေရတဲ့အပိုင်းကဒီပြောင်းရွှေ့ကြီးကအာဆင်နယ်အတွက်ဆိုပြဿနာမဟုတ်ဘူး။နည်းနည်းလေးလဲလျှော်ပြီးသူတို့တောင်းဆိုအောင်တောင်းဆိုနိုင်တယ်။ဒါပေမဲ့ဘတ်ဂျက်ကာလာတစ်နှစ်ချင်းစီကိုဘလောက်အရေးကြပေးချရမလဲဆိုတဲ့ installment ပေးမယ်မှာတော့အာဆင်နယ်တို့တကယ်ကိုညှိနေပါလေ။အဲ့တော့အာဆင်နယ်တို့အနေနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတကယ်လိုချင်တဲ့တကယ်ဆွေးနွေးမှုတွေလုပ်နေတယ်။ United တို့ကဒီပြောင်းရွှေ့တဲ့ဝင်လာတာဆိုပေမဲ့ ကစားသမားသာအာဆီနိုတကယ်သွားကြည့်နေဆိုရင်အာဆီနိုကလည်းဒီကစားသမားနဲ့ပတ်သက်ပြီးတကယ် main target အနေနဲ့ငွေတကယ်သုံးမယ်ဆိုရင်တော့ရောက်လာနိုင်ရည်ရှိတယ်။တခါကျရင်အာဆီနိုကျွန်တော်အားမရအဲ့ဒါပဲ။ကစားသမားလည်းကိုအသင်းကိုလာကြည့်နေကိုကလည်းဒီကစားသမားကိုခေါ်ရင်ဘလောက်အမောင်းနဲ့ရနိုင်မလဲဆိုတာသိတယ်။ဒါပေမဲ့အဲ့ဒီပမာဏကိုထုတ်သုံးဖို့အတွက်ကိုဆွေးနွေးမှုအချိန်ကြာကြီးဆွဲနေခဲ့တာ။သူတို့ကတော့လက်ထက်ငွေပေးရမယ့် လူတွေမှုလို့ဟိုတက်နိုင်တဲ့လောက်ဈေးသက်သာနဲ့ပေးကျင်နေဆိုတာနားလေပါတယ်။ဒါပေမဲ့လက်ရှိ modern ဘုံလောကမှာကစားသမားကောင်းတွေဝိုင်းလူနေတဲ့ခေတ်မှာတော့ငွေသုံးပြီးတော့စောစည်းခေါ်သွားတဲ့အသိအနည်းကပဲဒီကစားမောက်ပိုင်ဆိုင်သွားနိုင်ချေရှိနေပါတယ်။ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါမာကာသတင်းစာဖော်ပြထားပါဘူးလေဒါကတော့ကြံခဲ့တဲ့ဒီလောက်ဝက်ပိုင်ရုံးကအာဆင်နယ်နဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးနောက်ဆုံးမှလာဆာနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်ခဲ့တဲ့ရိုဒီဂိုကတော့ရီယယ်မက်ဒရစ်အသင်းမှာပဲဆက်လက်ပြီးနေမယ်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့မာကာသတင်းစာကဖော်ပြသွားပါတယ်ဒီသတင်းတွေကြောင့်ရိုဒီဂိုနဲ့ပတ်သက်ပြီးအာဆင်နယ်တို့ချယ်ဆီတို့နဲ့ထွက်နေတဲ့သတင်းတွေအားလုံးကပြီးဆုံးသွားပြီလို့ပြောလို့ရတယ်ရိုဒီဂိုနဲ့အာဆင်နယ်တို့ဆွေးနွေးမှုကတော်တော်လေးခီးရောက်ခဲ့ပြီးတော့ပြောင်းရွှေ့ကြည့်တဲ့ဆိုင်ကစားသမားရဲ့ဒီ ်လန်တန်ကိုရောက်လာတဲ့အခါကျရင်အခွန်ဆောင်ပြီးသားတစ်နှစ်ကိုအတတင်းလောက်ခလာစား UO 10တန်းပေါင်းပြီးဆို6တသမ4တန်းကိုအာဆင်နယ်တို့ပေးချေဖို့ကိစ္စကိုကစားသမားနဲ့ အာဆီနယ်သင်းတောင်ရှိရတဲ့မှာညှိနှိုင်းတာမရတာဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့ဒီကစားမခိုယူကနေအာဆီနယ်ကိုလက်လွတ်သွားတယ်ထင်တယ်။ရိုဒီဂိုကတကယ်ကို quality ရှိပါတယ်။ဒါပေမဲ့အာဆီနယ်အနေနဲ့ဒီလိုကစားမတူကိုဒီလောက်ပမာဏတန်ကြီးပေးပြီးခွာတဲ့အပြေမှာလောက်ခလာဆောင်လည်းအခွန်ဆောင်ပြီးသားပမာဏအရန်မြင်မာတာဖြစ်တဲ့အတွက်ဒီပြိုင်ပွဲတဲ့နောက်ဆုတ်သွားထင်တယ်။အခုသူတို့ရိုဒီဂိုမခိုဘူးရိုဒီဂိုကလည်းရီးယားမှာပဲဆက်ပြီးတိုက်ပွဲဖို့သွားမယ်။အမှဆက်နေမယ်ဆိုတော့ဘသူတွေအာဆီနယ်ကိုအဲ့ဝင်းငါပဲချမ်းနဲ့ပတ်သက်ပြီးရောက်လာနိုင်တယ်ဆိုပြီးကြီးလိုက်တဲ့အခါမှာတော့နီကိုဝီလျံဒေါ်မွန်ကဂျာမီဂစ်တင် နောက်ပြီးတော့ Brentford ကအန်ပူမိုအဲဒီ၃ယောက်ထဲမှာတော့ Nico Williams ကို Aida အလိုချင်ဆုံးပဲ Andre Barda ကလည်းညှိနှိုင်းပေးမယ်ဒါပေမဲ့ကစားသမားမဖြစ်နိုင်တော့တဲ့လောက်ခလာသာတွေတောင်းဆိုလို့ရှိရင်တော့အခြား Plan B ကစားသမားတွေကိုပြောင်းလဲသွားနိုင်ချေရှိဆိုပြီးတော့ Marca သတင်းစာကဖော်ပြထားပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ဖေဗီဆိုရိုမာနိုကဖော်ပြထားတာပေါ့လေဒါကတော့ဂျိုအန်ဂါစီယာဆိုတဲ့စပိန်လာလီဂါကလပ်အက်စပန်ယိုအသင်းရဲ့ဂိုးသမားလေးနဲ့စပိန်လာလီဂါထိပ်သီးဘာစီလိုနာအသင်းတို့ကြားကစာရွက်စာတမ်းကိစ္စတွေကတော်တော်များအဆင်ပြေနေပြီမကြာခင်ရပိုင်းတွင်းတော့ PC သွားနိုင်တယ်ဆိုပြီးတော့ဖေဗီဆိုရိုမာနိုကဖော်ပြထားပါတယ်အမေကတော့ဂျိုအန်ဂါစီယာဆိုတာအာဆင်နယ်ဖန်ညီကိုမော်လမိုက်နဲ့မစိမ်ဘူးကြံခဲ့တဲ့ရာသီတွေကလက်ရှိအချိန်ဒီအိုက်တာအမြဲတမ်းလိုချင်ခဲ့တဲ့စပိန်ဂိုးသမားအလားလာလဲအရေးရှိတယ်အသက်က24နှစ်ပဲရှိသေးတယ်ဒီရာသီလာလီဂါ 238ပွဲမှာကလစ်ရှစ်10ပွဲရပြီး146ကြိမ်ပို့ထုတ်ထားပြီးတော့ပေကို52ကိုပဲပေးထားပြီးအသင်းကိုတမ်းမဆင်းအောင်စွန့်ဆောင်နိုင်ခဲ့တဲ့ ကိုသမားတယောက်ဒီကိုသမားပထမပရီးမီးယားလိဂ်ကိုအရန်လာခြင်းတာဒါပေမဲ့ပရီးမီးယားလိဂ်ကလပ်တင်းရဲ့ဒီကိုသမားနဲ့ပတ်သက်ပြီးထဲထဲဝင်မဆွေးနွေးကြတဲ့နောက်မှာတော့လာလီဂါကဒါအင်အားကြီးကလပ်ဖြစ်တဲ့ဘာစီလိုနာကတချို့ report တွေအရဆိုရင်သူ့ကို first line နဲ့ကိုသမားအဖြစ်တောင်ပေးပြီးခေါ်သွားကြတည်ရဒါကတော့တကယ်ဖြစ်လာမလားစောင့်ကြည့်မှာပေါ့လေတကယ်သာနံပါတ်1ကိုသမားအနေနဲ့ခေါ်မယ်ဆိုရင်ဒီကစားမလေးကသွားကြည့်တယ်ဆိုပြီးကြံခဲ့တဲ့ရပ်ပိုင်းတော့သတင်းတွေထွက်လာသေးတယ်အာဆင်နယ်ရောက်လာရင်တော့ရိုင်ယာအရန်ပဲ ဲ့တော့ဘာကြောင့်မို့လို့ဒီကစားသမားလေးနဲ့အာဆင်နဲ့တစ်နှစ်လုံးသတင်းတွေထွက်ခဲ့ပြီးတော့မှမရောက်ခဲ့တယ်လဲဆိုတော့အာဇာဒရိုက်တာတဲ့အန်ဒရီဘာတာကအာဆင်နဲ့တို့ငွေသုံးမဲ့အရာဒီဝင်းငါဘက်ချမ်းနဲ့ အထောင်တိုက်စစ်ပိုင်းအတွက်ဦးစားပေးသုံးပြီးတော့မှကြံတဲ့အရာတွေကိုပိုရှန်တဲ့အရာဖြစ်ပဲသုံးမယ်ဆိုပြီးအရေးမကြီးတဲ့ဂိုသမားရန်အဖြစ်မှုဖြစ်ပဲသူကရှုမြင်ခဲ့တယ်။ဒါလည်းတကယ်မှန်တယ်။အသင်းမှာအခုလိုတာကရိုင်ယာအရန်ဆိုတာထက်တိုက်စစ်အထောင်ကစားသမားရဲ့မာတီနယ်ဒီဘက်ချောင်းဆာကဘက်ချောင်းဝင်ကကောင်းကောင်းဆော့တဲ့ကစားသမားရဲ့လိုအပ်တာ။ဒါကိုအန်ဒရီဘာတာဦးစားပေးပြီးလုပ်နေတယ်။ဒါကြောင့်မို့လို့အဲ့ဒါတွေပြီးတော့မှလုံးမဲ့အန်ဒရီဘာတာရဲ့ပလန် B အစီအစဉ်ဖြစ်တဲ့ဂိုသမားအရန်ကိစ္စကတော့ဒါနောက်ဆုတ်သွားခဲ့လို့ကြားသိရပါဘောလေ။အဲ့ဒီအတွက်လည်း ဂျိုဟန်ဂါစီယာကအာဆင်နယ်ကိုမဆောင်ဘဲနဲ့သူ့ကိုတကယ်လိုလိုချင်ချင်နဲ့ပထမဂိုးသမားနေရာနဲ့အတူလာပြီးကန့်လန့်ခဲ့တဲ့ဘာစီလိုနာကိုသွားရလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီနေရာမှာဂျိုဟန်ဂါစီယာကိုအာဆင်နယ်ကိုမရဘူးโอเคဒါဆိုရင်ရိုင်ယာအရင်ဖြစ်ဘယ်သူ့ကိုဝယ်မလဲဝယ်မလဲဆိုတာထက်ကျွန်တော်ထင်တာတော့လေဒီခိုင်းဆိုတဲ့ကစားမလီကဘယ်လာဒိုလစ်ကနေပြန်လာဖို့ရှိတယ်ဒါပေမဲ့သူသွားဖက်နဲ့ဘယ်လာဒိုလစ်ကလည်းတန်းဆင်းသွားခဲ့ရပြီအဲ့တော့ဘယ်လာဒိုလစ်မှာတော့ဒီခိုင်းအနေနဲ့ လက်ဆန်းဘလောက်ထိပြလဲဆိုတော့32ပွဲမှာ68ဂိုးပေးထားတယ်ကလစ်ရှစ်5ချိန်ရတယ်ပုတ်ထုတ်ကာကွယ်မှု66ချိန်ပုတ်ထုတ်ထားတယ်လဆွမ်းအရင်ကတော့မကောင်းဘူးအလားလားရှိတဲ့ဂိုးသမားလေးဖြစ်တော့အာဆင်နိုကတက်တန်းတိုးထားခဲ့တယ်။အဲ့ဒီတက်တန်းတိုးထားခြင်းရဲ့နောက်ကွယ်မှာတရာသီပုံမှန်ပွဲထုတ်ရအတင်းတင်းကိုအငှားချပြရမယ်ဆိုတဲ့စာချုပ်ရဘယ်လာဒိုလစ်ကိုအငှားချပေးခဲ့တာ။အခုတော့ तू ကအငှားနေပြန်လာတော့မယ်။အဲ့တော့ तू ပြန်လာတဲ့အပြေပေါ်မှာလူငယ်ကစားသမားလေးဖြစ်တဲ့ဒီတော်မီဆက်ဖို့ကိုဂျက်ပေါ်တာလို့ဆိုကစားသမားလေးရှိသေးတယ်။အဲ့တော့ အာဆင်နယ်တင်းနေနဲ့အေးသွေးမြင့်ဂျိုဟန်ကာစီယာလိုမျိုးအရန်ကိုသမတူမခေါ်လိုက်နိုင်ပေမဲ့လေအသင်းမှာရှိတဲ့လူငယ်စားသမားလေးတွေကို Royal ရန်နေနဲ့အသားပြီးတော့ဘူးတော့ရှိရပေါ့လေအဲ့တော့စပိန်လာလီဂါမှာတရာတီလုံးပေါ့လေဒီ2024 2025ဘောလုံးတရာတီလုံးမှာလက်စွမ်းအပြဆုံးဂိုးသမား၁၀ယောက်စီးနေမှာဆိုရင်တော့ခိုင်းလည်းပါတယ်ဆိုတော့ဂျိုဟန်ကာစီယာတော့နံပါတ်၁ပေါ့လေခိုင်းကတော့ 66ကြိမ်အထိပုတ်ထုတ်ကာဝယ်ထားတယ်။ဂျွဟန်ဂါစီကတော့145ကြိမ်အထိပုတ်ထုတ်ကာဝယ်ထားတယ်။ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်တော့အရီယန်ဂိုးသမားဖြစ်ဂျွဟန်ဂါစီကိုမခေါ်နိုင်လဲလာလီဂါမှာလက်စွမ်းကောင်းတွေပြခဲ့တဲ့ခိုင်းကိုအာဆင်နယ်တို့အရန်ဖြစ်တော့ထားလိုက်မယ်လို့ထင်တယ်။အဲ့အတွက်ဂိုးသမားနဲ့ပတ်သက်ပြီးသုံးရမယ်ယူ25တန်းလောက်ဆိုတဲ့ပမာဏလည်းစိတ်ဖြစ်ပြီးသားဖြစ်တယ်အရှိပိုင်းမှာပို့ပြီးတော့တိုက်စစ်ပိုင်းတော့တုံးလိုက်မယ်လို့ကျွန်တော်ကယူဆထားတယ် ဒီစီဇန်လေးကိုဒီကောင်ကြီးပောင်းပြီးတဲ့ show ball online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3993936336 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် Viber ကိုကို sport online နောက်ပြီးတော့ sport တန်းစုံဆိုတဲ့ကစားသမားကြီးအားလုံးစိတ်ကြိုက် application တွေလည်းရှိထားဖြစ်တဲ့အတွက် အကေအေးအဲ့မှာဆော့မယ်ဆိုရင်တော့ messenger နေဒီစင်ကျွန်တော်တို့ live မိမဲ့လို့ရတယ်စောစောတော့ဖုန်းနံပါတ်ကနေဒီစင် Viber နေလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့လက်ရှိအချိန်မှာ champion ပူပူနွေးနွေးဖြစ်သွားခဲ့တဲ့ champion league champion PSG အသင်းကိုဂုဏ်ပြုပါတယ်ခင်ဗျာကဲလက်ရှိအချိန်မှာဒါပထမဆုံး champion league အသင်း၅သင်းနဲ့ပတ်သက်ပြီးဖော်ပြပေးတော့ပါပါတမိုင်းတစ်လျှောက်မှာ champion league မှာပထမဆုံးရခဲ့မှုတဲ့အသင်းလေးစီးနေမှာဆိုရင်တော့ဒါ PSG ကတော့ဒီ2025ခုနှစ်မှာပထမဆုံးချိန်ရဘူးတာဗောလေ၈နှစ်တည်းမှာသူတို့တစ်ခါမှမရခဲ့ဘူးတကယ်လည်းထိုက်တိုက်ရမှာပဲ Man City လပပူး အက်စတွန်ဗီလာအာဆီနယ်အင်္ဂလိပ်ကလပ်သင်း၄သင်းလောက်ကိုဖြုတ်ပြီးတော့ဖိုင်နယ်တက်သွားတယ်ဖိုင်နယ်မှာလည်း၅ခုပြည့်ရလတ်နဲ့အင်တာအိုနိုင်ယူပြီးတော့ချန်ပီယံဖြစ်ခဲ့တာတကယ်ထိုက်တိုက်တန်တန်ပဲနပယ်လီနေရာမှာတော့ချယ်ဆီချယ်ဆီကတော့ဒါ2012ခုနှစ်မှာသူတို့ချန်ပီယံဖြစ်ခဲ့တယ်ချယ်ဆီကအဲ့ဒီတုန်းကဘိုင်ယန်မြူးနစ်အသင်းနဲ့ပနတီတီရောက်ခဲ့ပြီးတော့၅ခု၄ခုဆိုတဲ့ပနတီရလတ်နဲ့ချန်ပီယံဖြစ်ခဲ့တယ်နပယ်၃နေရာဒေါ်မွန်ကတော့1998မှာပထမဆုံးချန်ပီယံဖြစ်ခဲ့တယ်သူတို့ကတော့၃ခုတခုနဲ့ဂျူမင်တက်ကိုနိုင်ခဲ့တာနပယ်နဲ့ မာဆေ1992ခုနှစ်မှာတော့ AC Milan ကိုတကိုးတည်းနဲ့ကတ်နိုင်ပြီးတော့ဖလားရခဲ့ပေါ့လေနံပါတ်1ညမှာရှိတာတော့ Northern Forest 1989ခုနှစ်မှာဖလားရတာသူတို့ကကျတော့ဒီအဲ့တုန်းကသူတို့ကနှစ်နှစ်ဆက်ရတာပထမဆုံးဖလားကိုတစ်နှစ်ရတယ်နောက်တစ်နှစ်မှာထပ်ပြီးရတယ်ပထမဆုံးသူတို့ ချန်ပီယံဖြစ်တာကတော့မဲမိုသွေးကိုဝါစီနဲ့နိုင်တယ်။တရက်ကြီးအနေနဲ့တကယ်ကိုထိုက်တန်တယ်ပါပဲ။သူတို့အတွက်ဆိုရင်ဒါပထမဆုံးဖလားဆိုပေမဲ့အခက်ခဲဆုံးလမ်းတစ်ခုကိုကျော်ဖြတ်ခဲ့ရတယ်။အလွယ်ကူဆုံးဖိုင်နယ်ပွဲတစ်ခုအဖြစ်ကစားပြသွားခဲ့တယ်။တကယ်လည်းပေးကြည့်တဲ့ high pressing တွေအရန်ကောင်းတာ။အာဆင်နယ်အသင်းကိုယ်အင်ကွင်းဖြစ်နေဘာကြောင့်စောစီးဂိုးပေးပြီးတော့မတည်နိုင်ခဲ့တယ်လဲဆိုတော့သူတို့ရဲ့ high pressing ကအရန်ကောင်းတယ်။လူငယ်ကစားသမားတွေများတယ်။ပြီးတော့နီးပြရဲ့တက်တင်ပိုင်းကျွမ်းကျင်မှုရဲ့စောင်းစည်းကွက်မှာအင်အားဖြည့်တင်ထားမှုရဲ့အဲဆိုတော့ ဘလို quality ကစားသမားတွေဘလောက်ပေးပြီးဝယ်သုံးရင်ရမလဲဆိုတော့အားစာဒရိုက်တာ Louis Campo ရှိတဲ့ PSG အောင်မြင်တာမထူဆန်းဘူးအဲ့တော့ရဲရောငွေချပြီးတဲ့ဘုံဖွဲ့ရှိတာမထူဆန်းဘူး Inrit လိုမျိုးဘယ်ကစားသမားကိုဘလောက်ထိ သုံးရင်ဘယ်လောက်ထိညှစ်ပြီးတော့ quality ရနိုင်လဲဆိုတာသိတဲ့နီးပြတောက်ရှိနေမှာမထူဆန်းဘူးပြီးတော့သူတကယ်ထိုက်တိုက်တန်ပဲအင်္ဂလိပ်ကလပ်သင်းကိုတောက်ချောက်ကြော်ဖြစ်ပြီးရာသွားခဲ့တာဖြစ်တဲ့အတွက်တကယ်ကို PSG အသင်းနဲ့ထိုက်တန်ပဲကျွန်တော်တို့က PSG အသင်းကိုကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် DeFi နေရတဲ့ကျွန်တော်တို့အတွက်လွယ်ကူအောင်လွယ်ယူသွားနိုင်တယ်ခက်ခဲကောင်းခက်ခဲသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီ CE final မှာကိုလုံးဆရာရှိရဲ့အလုပ်ကိုအယုံဆိုင်ပြီးအပြည့်အဝမလုံးနိုင်ခဲ့တာပဲ final နဲ့ဝေးခဲ့လို့ထင်ပါတယ်အဲ့တော့လာမယ့်နေ့တွေစူးစမ်းကြပါဗျာအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ